လေယာဉ်မှုတစ်ယောက်ဒေဘေးကနေလွမြောက်လာပေမဲ့စိတ်မအေးနိုင်သေးပါဘူး။ဘာလို့လဲဆိုတော့ရန်သူတိုက်ခိုက်ရေးဟယ်လီကော်ပတာတစ်စီးကသူ့စီကိုအချိန်ပြင်းပြင်းနဲ့မောင်းဝင်လာလို့ပါပဲ။ကြောက်လန့်တကြားနဲ့သူထပြေးဖို့စူးစမ်းပေမဲ့လေးလံနဲ့လေဒီအိတ်နဲ့ညီပြီးလဲကျသွားတယ်။ဟယ်လီကော်ပတာကသူ့ကိုတွေ့သွားတာမြင်လိုက်ရတော့သူကပစ္စည်းတွေကိုပစ်ချထားခဲ့ပြီးအမြန်ပြေးပါတော့တယ်။ဒါပေမဲ့ပြစ်မှတ်ကသူ့ရဲ့မျက်စိရှိတဲ့တဲမှာပြေးနေတာဆိုတော့ရန်သူကသူ့ကိုလုပေးမှာမဟုတ်ပါဘူး။ပြင်းထန်တဲ့ပစ်ခတ်မှုတွေလုပ်ပြီးတဲ့နောက်သူလွတ်သွားပြီလို့ထင်လိုက်မိတယ်။ဒါပေမဲ့ဟယ်လီကော်ပတာကအကာအကွယ်ကိုကွေ့ပတ်မောင်းနေလာပြီးသူ့ရှိတဲ့တဲမှာပေါ်လာပါတယ်။ဘုံစရာနေရာမရှိတော့တဲ့ပြစ်မှတ်ကိုမြင်လိုက်ရတော့ပြစ်ခတ်သူကစံမြောင်းနဲ့ချိန်ရွေလိုက်ပါတယ်။ ရုတ်တရက်အပြောင်းလဲတစ်ခုကြောင့်အဲ့ဒီလူမင်းတက်သွားတယ်။တိုက်လေရင်တစီကောင်းကင်ဘော်ကနေဖြတ်တန်းပြန်တန်းလာတာပါ။တကယ်တော့သူ့ဖွဲ့သားကအချိန်မီရောက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စိတ်လှုပ်ရှားမဲ့အစားအသောက်စိုးရိမ်ပူပန်မှုတွေပြီးနေသွားတယ်။မကြခင်မှာပဲရန်သူလေကြောင်းရန်ကာကွယ်ရေးစနစ်ကတိုက်လေရင်ကိုပြစ်မှတ်ချိန်လိုက်ပါတော့တယ်။တိုက်လေရင်ကောင်းကင်ဘော်ကနေပြုတ်ကျလာတာကိုကြည်ရင်အဲ့ဒီလူကြောက်လုံးလို့မျက်နှာတွေတောင်ဖြူဖြော့သွားတယ်။သူကလေရင်ပြက်ကျတဲ့နေရာစီလုံးဝမရွေဝေပဲပြေးသွားလိုက်တယ်။ကံကောင်းစွာနဲ့ပဲသူ့ဖွဲ့သားကအချိန်မီခုန်ထွက်နိုင်ခဲ့လို့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူကသူ့ကိုဆဲဆိုပြီးမြေကြီးပေါ်တွန်းလဲလိုက်တယ် ဘာလို့လဲဆိုတော့အဲ့ဒီလိုမစင်မကျင်လောက်ရက်ကသူတို့နှစ်ယောက်စလုံးကိုဒီလိုနှီးပါဖြစ်စေခဲ့လို့ပါပဲဒါပေမဲ့သူတို့အသက်ဆက်ရှင်ကျင်နေဆိုရင်ရန်သူနေမြေတွေကနေအမြန်ဆုံးထွက်ပြေးဖို့လိုအပ်ပါတယ်အစားရှစ်စားချက်ကြည့်နိုင်တဲ့မန်ပြောင်းကိုတုံးပြီးအဲ့ဒီလူကရန်သူစခန်းထဲမှာ F4 လေးတိုက်လေရင်တစီရှိနေတာကိုလမ်းတွေ့လိုက်တယ်သူမျက်လုံးတွေချက်ချင်းအယောင်တောက်လာတယ်ဒါပေမဲ့ဒီလိုလေရင်အိုကြီးမျိုးကိုမောင်းနေနိုင်တဲ့သူကလက်ချိုးရည်လိုရတဲ့လူနည်းစုလေးပဲရှိပါတော့တယ်ဒါပေမဲ့သူတို့ကအဲ့ဒီလေရင်အိုကြီးကိုရန်သူလက်ကနေခိုးပြီးထွက်ပြေးမယ်လို့စီစဉ်လိုက်ကြပါတယ်